မင်္ဂလာပါခင်ဗျာမနေ့ကပရီးမီးယားလိပွဲစဉ်14အစောပိုင်း၃ပွဲသူကံသွားတာပေါ့အဲ့အစောပိုင်း၃ပွဲကံသွားတဲ့နေရာမှာအာအက်ဗာတန်နဲ့အက်ဗာတန်နဲ့ဘုံမောက်အက်ဗာတန်နဲ့ဘုံမောက်ပြီးတော့ဖူဟန်နဲ့မန်ချက်စတာစီးတီးပြီးတော့နယူကာဆယ်နဲ့တော်တန်ဟော့စ်ပါဒီ၃ပွဲကံသွားတယ်ဒီစပိန်လာလီဂါစပိန်လာလီဂါပွဲစဉ်တွေမှာလည်းဒီတကယ်ဟိုအဆင့်၁နဲ့အဆင့်၄ဘာစီလိုနာနဲ့အက်တလီကိုမတ်တစ်ကံသွားတာပေါ့ အဲ့ဒီကံပြီးွားတဲ့ပွဲစဉ်တွေအကြောင်းကိုလိုက်ပြီးတော့ပြန်ခံစားကြည့်ရတာပေါ့အမလိုက်ပြီးတော့ဒီစက်ကျင်အာဟာလန်အကြောင်းကြတော့ဒီတခါလည်းနောက်မှပြောတာပေါ့ဟာလန်ကတော့သူတကယ်စံချိန်လူသားပါသူကတော့စံချိန်လူသားအာအဗတန်နဲ့အဗတန်နဲ့ဒီဘုံမောက်ဘုံမောက်ရဲ့ပွဲစဉ်အကြောင်းပေါ့အဲ့ဒီဘုံမောက်နဲ့အဗတန်နဲ့ကဘုံမောက်ကဘုံမောက်ကမှခံရတယ်နှစ်သိန်းလုံးကအခြေအရရန်ယူတည်ငင်လားဆိုတော့ ချစ်ရရင်မတည်ငြိမ်နဲ့မတည်ငြိမ်နဲ့ပြင်မယ်ဒီသူတို့မှတ်ပါကြချက်ကလည်းသူတို့မှတ်ပါကြချက်ကလည်းတမှတ်ပဲกว่าတယ်တမှတ်ပဲกว่าတယ်သူတို့တွေကန်တော့ဒီဒီဘွဲမတိုင်ခင်ဒီဘွဲမတိုင်ခင်မှာဒီဘွဲမတိုင်ခင်မှာအဗတန်ကလူကဆယ်ကိုသူကလီဂိုတကူနဲ့ရှုံလာတယ်ဒီဘုံမောကလည်းဆန်နလောင်သုံးခုနှစ်ခုနဲ့ရှုံလာတာပေါ့အဲရှုံလာနေရမှာသူတို့ဆက်ပြီးတော့ပြန်တွေ့တာပြန်ပြီးတော့တွေ့တဲ့အချိန်မှာပုံမှန်ရှင်နေရာဖြစ်သုံးသက်ချက်တွေကတော့ဘုံမောက်အချိန်နေကောင်းမယ်လို့တော့သူတို့သုံးသက်ထားတာပေါ့ တကယ်လည်းတကယ်လည်းကန်တော့တကယ်လည်းကန်တော့ပွဲမှာအဲဒုတိယပိုင်းဒီဂျက်ဂရီလက်ဂျက်ဂရီလက်ခိုးနေပဲဒီအဗာဒန်တင်းကအဲ့ဒီတင်းကတော့ပြလို့နိုင်သွားတယ်အဲ့ဒီတင်းကတော့နိုင်သွားတယ်အဲ့ဒီမှာအင်းဟိုဘလုံးဘလုံးပိုက်ဆံမှုအနေထားပုံစံမျိုးကြည့်ရင်ဘုံမောက်ကတာတာတောင်ရှိတယ်ဘုံမောက်တာတောင်ရှိတယ်နောက်တစ်ခုမျက်နာဝါဒကဒီဘုံမောက်ဒီအဲ့တော့ပြည်ညနေမှာအဲ့တော့ပြည်ညနေမှာသူ တို့တွေတွဲလုံးကနေတို့တကူရတာအဲ့ဒီတကူကဒီစစ်တထိုင်ရလူကျွန်းလဲဆိုပြီးတော့ကိုလူကျွန်းလဲဆိုတော့သူကမပေးလိုက်ဘူးလူကျွန်းဆိုအဲ့ဒီဟာကိုပြန်ပြီးတော့ပြတော့လူကမကြုံဘူးအဲ့တကူကတော့အင်ရှင်ဘင်းဘက်ကိုနစ်နာတယ်လို့ပြောရမှာအဲ့ဒီအဲ့ဒီဟာကတော့သူပြန်ပြတဲ့နေရာမှာတော့အရှင်းပဲလူကဘလို့မောင်းသူကဘလို့မောင်းမကြွန်တာဒီအေဗရန်ကစားသမားပဲအေဗရန်ကစားသမားပဲဒီမှာရှိနေတဲ့ဟာကိုအဲ့ဒါကိုမကြုံမနဲ့မပြေးလိုက်တဲ့ နေထားပုံစံမျိုးတော့နောက်ဒီဘွဲမှာဘသူတွေပြောရမလဲအဲ့ဒီစမန်ညိုလာအစ်စမန်ညိုကတော့စမန်ညိုကတော့တကယ်ကိုကစားသမားကောင်းလို့ပဲပြောမှာသူ့စီကနေပဲဂိုးကန့်ချက်တွေကသူ့စီကနေပဲထွက်နေတာသူ့စီကနေပဲထွက်နေတာဒီဂိုးကတော့မဂိုးဘွာသူ့အပ်မှာသူ့လုံးမိလုံးလုံးမိလုံးသူ့ကန်နေတာအဲ့ဒီဟာအာတကယ်ဘူးကဂိုးကန့်တင်ချက်အနေထားပုံစံမျိုးတွေကြတော့အေဗာဒန်အေဗာဒန်ပို့ပြီးတော့တာတယ်အေဗာဒန်ကဒီ အဒူဘယ်ရီဟောပြီးရင်ဂျက်ဂရီလစ်ဂျက်ဂရီလစ်ကအာတပွဲလုံးနေထားပုံစံမျိုးနဲ့ကောင်းလားဆိုတော့ကောင်းလားဆိုတော့အဲ့လိုမျိုးတော့မဟုတ်တော့မဟုတ်ဘူးဒါပေမဲ့သူသွင်းပေးတဲ့ခိုးကအခရတ်သူကအဝေးကနေသူပြေးလိုက်တာပေါ့အဲ့ဒီပြေးတဲ့ဟာကိုသူကန်ထည့်လိုက်တယ်ကန်ထည့်လိုက်တဲ့ဟာလည်းသူကသူကတော့ကန်နေနဲ့ဟန်ချက်ပြောက်သွားတာပဲဘောလုံးကအဲ့ဒီဘုံမောက်နောက်ကနေထိပြီးတော့မှအမှဥရိယလွယ်ပြီးတော့မှတခါတော့ခိုးသွားတာ ဒီ Everton အတွက်တော့တော်တော်လေးကိုကောင်းသွားတာပေါ့ Everton လည်းအခုဒီပွဲစဉ်အခုပွဲစဉ်အခု74တိရှိပေါ့74 74တိရှိတဲ့နေရာမှာအခုမှပဲစပြီးတော့ပဲသူဒီ assist တွေတော့ကောက်ပြီးတော့ဝင်နေတယ်ပဲအခုလက်တော့ဒီတခြားပွဲတွေတော့မကန်တော့မကန်သေးဘူးအခုလက်တော့ assist 6နေရာမှာတော့ရက်တည်နေတယ် assist 6နေရာမှာရက်တည်နေတာအာ Everton ပင်နိုင်သွားတဲ့အတွက်ပေါ့အဲ့ဒီနေထားပြီးတော့နောက်တစ်ပွဲပြောရမယ်ဆိုရင်နောက်တော့ပြောမယ်ဆိုရင် အာတော်တင်ဟော့စပါနဲ့လူကတ်ဆယ်လူကတ်ဆယ်ကွင်းလူကတ်ဆယ်ကွင်းဆိုတော့လူကတ်ဆယ်ကတော့လူကတ်ဆယ်တော့ပြီးတဲ့အတိုင်းပဲအသက်ကုံသူကတော့လှုပ်တာအဲ့ဒီအသက်ကုံလှုပ်တာလူကတ်ဆယ်ဟိုကောင်းတာတော့တော်တော်လေးလေးကောင်းတယ်ဒီဒီနှစ်ပွဲကပွဲပြီးတာတော့နှစ်ခုနှစ်ခုတေးကြော်တယ်အဲ့ဒါတော့မှတော်တော်လေးကိုကံကောင်းလို့လို့ပြောရမယ်ဒီတော်တင်ဟော့စပါတော့ကွင်းပွဲစတာနဲ့ကိုဒီတိတ်တောင်ပွဲစတာနဲ့ကိုတိတ်တောင်မှမကြောက်ဘူး အမလူကဆရာလူကဆရာတကူကောက်တယ်ရောလူကဆရာအာဘွဲ့ဘွဲ့ဒီဒီပွဲမှာကြတော့ဒီပွဲမှာကြတော့လူကဆယ်နဲ့အဲတော်တန်ဟော့စ်ပါပွဲမှာကြတော့သူတို့ပထမပိုင်းအနေထားတယောက်နဲ့တယောက်ဒီအားပြိုင်နေတဲ့အနေထားတော့ပဲအားပြိုင်နေတဲ့အနေထားတော့ရှိတယ်ဒီလူကလူကဆယ်ဘက်ကလူကဆယ်ဘက်ကအဲ့ဒီ မိုင်လေးလာအဲ့ဒီကြောက်လဲသူတော်တော်လေးကိုသူလှုပ်တော့လှုပ်တယ်အဲ့မိုင်မိုင်လေးသူလှုပ်တယ်ပြီးရင်သူတို့သူတို့ရှိတယ်ဗောဓမတိဗောဓမတိသူလည်းအာဒီနေ့ပွဲအမြန်ကစားတဲ့နေရာမှာကျတော့သူကြောက်နေနေလေးလေးတယ်သူတို့ဗယ်ဒီပုံစံတော့အဲ့ဒီပုံစံနေထားတော့တွေ့တော့တွေ့ရတယ်သူတို့အဲ့ဒီပွင့်လေအနေထားအဲ့ကုမရစလာအဲ့တရားကတော့တော်တော်လေးကိုတော်တော်လေးအကောင်းနဲ့အကောင်းနဲ့ကစားသမားပဲပြောမယ်အဲ့ဒီဒီပွဲမှာ ီကပိုင်းမှာလည်းကြာအောင်အဲဂူမရက်ကပဲတကူသွင်းရတယ်ဂူမရက်တကူသွင်းပြီးတော့သူပုံစံတိုင်းအာသူတို့အောင်မွက်ခန္ဓာအောင်မွက်ခန္ဓာလက်နှစ်ဖက်ကိုလက်နှစ်ဖက်ကိုအဲ့ဒီညံ့နာမှာကပ်ပြီးတော့မှအဲ့ဒီအောင်မွက်ခန္ဓာအောင်မွက်ခန္ဓာအဲ့အောင်မွက်ခန္ဓာပြီးရပြီးရောအဲ့မကြအောင်အာအဲ့ဒီဘုဒ္ဓဆာဘုဒ္ဓတယောက်ကတော့ဒီတော်နေဟောစပါတင်ကိုရောက်သွားတာသူ့အတွက်ကောင်းလားမကောင်းလားတော့သူ့အတွက်တော့တိတ်ပြီးတော့မှအရင်တော့ပြန်မကောင်းဘူးပဲပြောရမှာ တကယ်ကိုအရင်ကကောင်းမွန်လို့နဲ့ကစားသမားဘယ်ဘယ်အသင်းမှာပဲကစားကစားကောင်းကောင်းလေးခြေစွမ်းပြမယ်ကစားသမားဆိုတာလုံးဝချင်းကြည့်တယ်သူတက်စားသူပွဲတိုင်းလိုပဲသူ့ကြည့်တဲ့အခါကျရင်အရသာရှိနေမှာသူလှုပ်ချက်တွေဖန်တီးပြချက်တွေပုံစံမျိုးอ่ะသူဒီဘက်မှာသူဖန်တီးပြလိုက်တယ်သူကန်တင်ပြလိုက်တဲ့ဟာကိုကိုသူကန်တင်ပြလိုက်ဟာကိုအဲ့ရိုမေရိုကရိုမေရိုကခေါင်းတိုက်ခေါင်းတိုက်လို့ပြောတယ်ခေါင်းတိုက်ပြီးတော့တွင်းတာတော့မှသူအချောက်လက်မရှိတဲ့ပုံစံပဲဟိုကောင်းကောင်းကိုးရွာသွားတာပေါ့ ဒီတင်ပြလိုက်တဲ့ဟာကိုတင်ပြလိုက်တဲ့ဟာကိုအဲ့ဒီမြူကဆယ်ကနောက်တန်းသူကန်ပြီးတော့မှသူဖြတ်မဲ့ဟာကိုအတင်းကိုဒီခေါင်းနဲ့ဒီပုံမှာပြန်ပြီးတော့တိုက်သွားတဲ့ပုံစံမျိုးဟွာကိုကတော့တော်တော်ကောင်းတယ်ကိုကတော်တော်ကောင်းတယ်အဲ့ဒီကိုကတော့အကူကြီးကောင်းတယ်တော်သေးတာဘောကန်ကောင်းလို့သူတကယ်အင်ဂျင်နီယာဖြစ်တာတော်တော်လေးကိုထိွာဖို့တော့ကိုလည်းအဟိုတော်တော်အနေများတယ်အနေများတယ်ပြီးတော့ပြီးတော့ကန်နေနဲ့ကိုဒီပွဲပြီးကန်နေမှာမှ ုတ်ကနေမှာအဲ့ဒီဟိုဒုက္ခ10ဒုက္ခ10ရဲ့ဒီနောက်တန်းအဲ့ဒီတံပန်းဝင်လာကောက်ပြီးတော့မှကောက်ပြီးတော့မှဟိုဆွဲရဲဆိုပြီးတော့မှအခါတော့ပနယ်လီကောက်ပြီးရောအဲ့ဒီအဲ့ဒီမှာကျတော့လူကောင်ကတော့တော်တော်လေးကွာတယ်ဟိုတံပန်း6ပြင်းနဲ့6ပြင်းနဲ့9လောက်မှရှိတယ်ဆွဲရကောင်အကောင်အတူတူလေးသူတို့ပြလိုက်တဲ့ပုံစံမျိုးကလူကောင်တကယ်စင်နဲ့စိတ်အနေထားပုံစံမျိုးဖြစ်နေတဲ့ဟာ ိတ်ကကောက်ပြီးတော့စင်အောင်ကောက်ဆွဲတဲ့ပုံမျိုးရတော့အဲ့ဒါနဲ့ပဲအဟိုပနယ်တီကောက်ပြီးလိုက်ရောပနယ်တီကောက်ပြီးလိုက်တော့အဲ့ဒီပနယ်တီကိုကိုဒန်ကကောက်သွင်းသွားတာကိုဒန်ကကောက်သွင်းသွားတော့ကိုဒန်ကကောက်သွင်းသွားတော့မှနှစ်ခုတခုနဲ့နှစ်ခုတခုနဲ့ဆိုတော့ပွဲပြီးလိုက်ပေါ့ပွဲပြီးလိုက်ဆိုတော့အကုန်လုံးအဲ့လိုမျိုးပဲပြီးလည်းပြီးရောဒီသူတို့အချိန်မပေးတာကအချိန်မပေးတာက6မိနစ်ပေးတယ်အဲ့6မိနစ်မှာ9မိနစ်မှာမှကောက်ပြီးတော့အာရိုမေရိုပဲရိုမေရိုပဲကောက်ပြီးတော့ပြန်သွားတာ ဘလုံးပြန်ပြီးတော့ဟိုဟာဖြစ်တယ်ထောင်းတင်တယ်ဒီရှုပ်ထွေးနေတဲ့အနေထားအနေမှာသူကဟိုနောက်ပြန်ကန်ကျင်တဲ့နောက်ပြန်ကန်ကျင်ကူကနောက်ပြန်ကန်ကျင်နဲ့ကူရတာအာနောက်ပြန်ကန်ကျင်နဲ့တွင်းနေလို့တော့ခေါ်တော့ခေါ်တယ်ဒါပေမဲ့ကူကအဲ့လိုဖြစ်ကောင်းလားဆိုတော့ကူကအဲ့လိုဖြစ်ကောင်းတာမဟုတ်ဘူးဒီတိုင်းမှာဖြစ်တယ်လို့နောက်ပြန်ကန်ကျင်ပုံမျိုးအာနောက်ပြန်ကန်ကျင်တည်းကမြတ်သဖြင့်ကောင်းတယ်ဆိုတာဒိန်းလို့ကန်ထည့်လိုက်တဲ့နေကကူကူတခါတော့စုံဝင်သွားတဲ့ပုံမျိုးအဲ့ကူရဲ့ကြည့်ကောင်းတယ် အဲ့ဒီသူ့ဟာကဟိုတစ်ချက်ထောက်ပြီးတစ်ချက်ထောက်မှဝင်လာတာနည်းနည်းကြောင်နေတဲ့ပိုင်းနဲ့ပါတာပေါ့ဟိုကိချက်လည်းမပြင်းဘူးဒါပေမဲ့သူကန်ကောင်းတာပေါ့အဲ့ဒီကိုနဲ့ကိုရအောင်ကိုကိုလည်းရလည်းရအောင်အဲ့ဒီသူကုမရက်စာသူသူ့ရဲ့ဟိုကိုအောင်မခံတဲ့ပုံစံနဲ့သူကပြန်ပြီးတော့မှအကျော်တင်ပြီးတော့အောင်မခံပါဘူးအဲ့ဒီပွဲနေထားပုံစံမျိုးကအန်နူကဆက်တော့ညံ့နေလို့တော့ပြောတော့ပြောမယ်တော့မှ front တော့ကိုလည်း နည်းနည်းလေးတော့တက်ရွှေချောင်းရတယ်ပြောမှာပေါ့ဒီဘွားကသူရှုံးမလို့ကရန်လုံးတော်တော်များနေနေထားမှာမှသူပြန်ပြီးတော့ပြေးရအောင်ကစားနေတာကဒီ Tottenham Hotspur ကိုလည်းတော်တော်လေးအဆင်ပြေတယ်အဲ့ဒီအသင်းကောင်းဆောင် Romero ကလည်းဒဏ်ရာနေပြန်လာပြီးတဲ့နေထားမှာဒီဘွားမှာတခါလေးကိုမောင်းတမတ်ပါကောက်ပြီးတော့ယူသွားတာတော်တော်လေးကြီးကြီးပေါ့ကောင်းတယ်တော်တော်လေးကြီးသင်္ကောင်းလေးနှစ်ဘွားတော့လည်းမိုက်တယ်ပထမကိုကတော့ပို့ပြီးတော့မှသူ့ရဲ့မကြောက်မကြွနဲ့ဒီဘွားမှာပြန်ပြီးတော့ခေါင်းတိုက်သွားတဲ့နေထားကတော့တကယ်ကိုကြီးကောင်းတဲ့ခိုးပဲပေါ့ ဲ့ဒီကအဲ့ဘွယ်ကငကုံငကုံတိကြောင်ငကုံငကုံတိကြောင်ပါတော့သူတို့တွေမကွာချက်ချက်ကအဲ့လောက်ထိကိုအញ្ញကြီးတော့ထူးပြီးတော့မကွာချက်လောက်ဘူးလို့ပဲပြောရမယ်မကွာချက်ချက်အနိကအမနောက်ဆုံးပွဲကြတော့ဖူဟန်နဲ့ဖူဟန်နဲ့အမ်မက်ချက်တာစီတီဖူဟန်နဲ့မက်ချက်တာစီတီကတော့တော်တော်ကိုဒီအချိန်နဲ့ရှိရပွဲပြောမလားအဲ့လိုလဲမဟုတ်ပြန်အဲ့လိုမဟုတ်ပြန်မန်ချက်စီတီကတွင်းနဲ့တွင်းနဲ့မန်စီကတွင်းနေနေကိုနောက်ဆုံး ုံးကိုတကူအဲ့လိုမျိုးတုံးကိုတကူဖြစ်နေတဲ့အချိန်မှမှဥပက္ခဏ်တွေလည်းပြန်လိုက်ပြီးတော့မှအာတုံးကိုတကူပြီးရင်သူတို့လေကိုတကူအနေထားပုံစံဖြစ်သွားတယ်အဲ့ဒါအဲ့လေကိုတကူလေကိုတို့ဖြစ်သွားတဲ့အချိန်မှာဟိုဘက်ကပြန်လိုက်ပြီးတော့တွင်းနာကဟိုဘက်ပြန်လိုက်တွင်းနာကအာသူတို့ဟိုကဖြစ်တယ်နှစ်ခုတွင်းတယ်ပြီးလည်းပြီးတော့ဒီဘက်ကပြန်လည်းတွင်းနာအကုန်လုံး ဆက်တိုက်ပြန်ပြီးတော့တွင်းလာဆိုရင်အကုန်5ခု4ခု5ခုနဲ့ပြီးသွားတာပေါ့4ခု5ခုကမန်ချက်စတီကတော့ဒီသူကဧည့်သည်အတင်းဆိုတော့မန်ချက်စတီအတင်းကောင်းနိုင်သွားတယ်ဒီပွဲမှာဟိုဟာလန်ဟာလန်ပြောရမလားဟာလန်ကဟာလန်ကတော့အမြဲတမ်းလိုလိုတကယ်ထိတန်တိုက်စစ်မှုဆိုတဲ့အနေအထားပုံစံမျိုးသူကပြသွားတာဒီပွဲမှာသူဗာရန်တီတာတစ်ချိန်ပြီးရင်ဂိုရိုက်တီတာတစ်ချိန်အဲ့ဒီနှစ်ချိန်အနေအထားပုံစံမျိုးက ဘိုးဘိုးကတော်တော်လေးကိုရန်တော့တော်တော်များနေထားတယ်အဲ့ဒီဘာရန်တီတဲ့အတိုင်းပြီးတော့ထွက်တာသူကတော်တော်လေးမျက်နှာလေးဒီဒုကူထိုးပလိုက်တဲ့ဟာကိုသူတကယ်အပြင်းကန်သွားတာအာသူ့အတွက်ကိုတော်တော်လေးကိုဒီပရီးမီယာလီဂ်ဆန်ကျင်ဝင်ဘိုးနေတာပုံနဲ့ဖြစ်သွားတာပေါ့ပရီးမီယာဆန်ကျင်ဘိုးနေတာဖြစ်သွားတယ်ပြီးတော့သူတို့သင်တာဒီချာကာသွင်းတဲ့အာဖိုဒန်ကဖိုဒန်2900ဖိုဒန်2900သွင်းတယ်ပြီးတော့အဲ့ဒီဟိုဘက်ချန်က ဒီပတ်ကြီးဆိုတာသူကပုံကိုပေါ့ပုံကိုနေခံပုံနဲ့ပြောနေဒီပွဲပြီးလဲပြောဒီပတ်ကွာဒီလာကသူကခေါ်ဖြစ်နေသူနောက်နေတယ်သူနောက်နေပုံစံမျိုးอ่ะသူနောက်တဲ့ပုံစံမျိုးဘယ်လိုလဲဆိုတော့မင်းတို့ကောင်းနေတဲ့ဒီပွဲတဲ့ငါတို့တကုန်းနဲ့ပြီးွားရင်ငါတို့နဲ့ပြီးွားရဲဆိုရင်မင်းတို့ပြောမှမှတ်လားတဲ့အာဒီပွဲကပြီးွားပြီပြောပြီးွားပြီအာမန်ချက်စတာစီးတီးပြန်လာပြီမန်စီးတီးပြန်လာအဲ့လိုပြောမှတ်လားတဲ့အခုဒီလိုမျိုးအဲဒါမင်းတို့ လုပ်မဲ့အလုပ်ပဲပေါ့အဲ့ပုံစံမျိုးသူဟိုတကယ်ကိုပပန်းနန်းနန်းနဲ့သူဟိုပြပြရှင်မဟာတလောက်ရတာပေါ့အသာလောက်ရတာအဲ့ဒီဟာတော့ဒီပွဲအနေခံနဲ့ပတ်သက်ပြီးတော့ဖို့တန်ကသူဒီနေ့ပွဲမှာနှစ်ကိုတွင်းလာဆိုတော့ဖို့တန်ကနှစ်ပွဲဆက်နှစ်ကိုတွင်းနဲ့ကစားသမားအနေထားပုံစံမျိုးကောက်ပြီးဖြစ်သွားတယ်အဲသူ့အခြေကြောင်းလည်းကောင်းကောင်းလေးရနေပြီသူကတော့ထုံးတယ်နိုင်မယ်သူကသူကတော့မှုရတာပဲသူကတော့မှုရတာ ဟာလန်းကသူဒီနေ့ပေါ်မှာတကူသွင်းတယ်အဲ့ဒီတကူသွင်းတဲ့တကူသွင်းတဲ့ပုံစံဘလောက်ထိတော့မှသူ့အတွက်ကိုအာစန့်ကျင်ခြိုးရလာတော့ဒီကြမ်းမှာ तू ကစန့်ကျင်နေရ तू ဆက်တိုက်ပဲ तू ခြိုးနေတာဒီသူတို့ရဲ့ဒီ Norway အတင်အတွက်ဆိုရင်လည်း Norway တင်တက်ဆိုရင်လည်းဒီစစ်ပွဲတွေမှာဘုံများလုံးသွင်းတဲ့လူစင်ရဲ့နေနဲ့ကိုလူဒိုစီနဲ့သူပူးတွဲအာစန့်ကျင်ဝင်မယ်ပြီးရင်အဟို ချန်ပီယံလိမှာလည်းအမြန်ဆုံးဘုံ90ပြည့်တဲ့ကစားသမားအဖြစ်ကိုသူစိုက်ကြဝင်တယ်ပြီးတော့အခုလက်တော့ပရီးမီးယားလိမှာကျတော့ဒီပွဲအ ਨੇ ဆုံးနဲ့ဂိုး100ပြည့်တဲ့ကစားသမားအနေနဲ့သူကောက်ပြီးတော့စိုက်ကြဝင်သွားတယ်အဲ့ဒါကဟာလန်ဟာလန်ကောက်ပြီးတော့ဝင်သွားတဲ့စိုက်ကြပေါ့အဲ့ဒီပရီးမီးယားလိကိုပရီးမီးယားလိကိုသူဂိုး100ပြည့်တဲ့ဟာကဘလောက်ထိတောင်မှဒီနေလဲဆိုတော့ ူတရားနဲ့တရားနဲ့တစ်ဆက်နဲ့တရားနဲ့ဆက်တဲ့ဘွဲမှာပဲသူကောက်ပြီးတော့မှဒီပရီးမီယာလိဆိုင်ကြင်ပရီးမီယာလိဆိုင်ကြင်သူရတယ်သူ့နဲ့အနည်းဆက်ဆုံးအနည်းဆက်ဆုံးအရင်မော့ဆန်ကြင်ရှင်တင်လာတဲ့သူကအလန်ရှိရတင်လာတယ်အလန်ရှိရကသူတရားနဲ့နှစ်ဆက်နဲ့ဒီဘွဲမှာမှသူဘူးတရားရတယ်ဘူးတရားအဲ့ဒီရဲ့အာဘူးတရားဘူးတရားကိုပွဲ အနည်းဆုံးအနေထားပုံစံမျိုးနဲ့ရတယ်သူတို့စည်ရင်းဝင်ထားတဲ့လူ၁၀ယောက်စည်ရင်းကိုဟိုတစ်ချက်လောက်ကြည့်ကြအောင်လူ၁၀ယောက်စည်ရင်းတွေကျွန်တော်တို့ကြတော့အဲ့ဒီ၁၀ယောက်လုံးလို့လို့ကအာအကောင်လုံးပေါင်းပေါင်းလေးကြည့်ရတယ်ပြီးတယ်ကြည့်မိတဲ့ဆိုတဲ့ပုံစံမျိုးကြီးပဲပေါ့ကောလုံးအကြမ်းတမလေးဒီနံပါတ်၁၀နေရာမှာကြတော့နံပါတ်၁၀နေရာမိုက်ကယ်ဦးဝင်မိုက်ကယ်ဦးဝင်ကမိုက်ကယ်ဦးဝင်ကဆက်ပြီးတော့ပေါ်လာပြီးကျွန်တော်ပေါ်လာတဲ့ကစားပြီးတဲ့အချိန်မှာတကယ်ကို အကောင်ကလူပေါင်းစီတီလေးနဲ့လူပေါင်းစီတီလေးနဲ့တကယ်ကိုရန်ကိုမြန်လာလှစ်နေလှစ်နေလှစ်နေပြီးဆက်ပြီးတော့ပိုးသွင်းနေနေထားမှာတော်တော်လေးကိုဒီထက်မြက်တာသူကလည်းတော်တော်လေးနဲ့အမှလီဗာပူးအဲ့ဒီအင်ဂျင်နီယာနဲ့အမှတောက်ပြီးတော့တော်တရားနဲ့85ဘွဲမှာတရား85မှာတော့ဂူတရားဂူတရားရတာလေပြီးတော့လက်ဖာဒီနန်လက်ဖာဒီနန်ကသူကအဲ့ဒီနူဘတ်ဆယ်နူဘတ်ဆယ်ကစားသမားပေါ့နူဘတ်ဆယ်ကစားသမား အာပြီးတော့သူ everton မှာလည်း everton မှာလည်းသူသူကန်ကန်နေပေါ့အဲ့ဒီမှာသူက198ပွဲမှာ198ပွဲမှာသူက900ရတယ်198ပွဲဆိုတော့အာဒီသူကနံပါတ်9နေရာမှာပြီးတော့ပြီးတော့ Robbie Fowler Robbie Fowler ကဒီ Michael Owen နဲ့တကယ်အတူရဲ့ဖက်ပဲ Michael Owen နဲ့အတူဖက်ပဲသူက195ပွဲမှာသူက900ရတယ်ပြီးတော့ပြီးတော့ Ian Wright Ian Wright Ian Wright ကတော့อืม ကြည့်တော့ကြည့်ရတယ်သူ့ကိုအရင်ကိုဟိုဆက်ပြီးတော့ကြည့်တဲ့အချိန်မှာသူနားတော့မယ်ဆိုတဲ့အနေထားပုံစံမျိုးပေါ့နော်သူ့ကိုအရင်ကမကြည့်လိုက်ရအောင်ပုံကောင်လေးမှတ်မှတ်ထင်နေလဲဆွဲနေတယ်ဆိုမှတော့ပါတော့မပေါအောင် Ian Wright ကအာဆင်နယ်တင်တော့ကိုပြန်နဲ့83ပွဲမှာသူကဂိုးတရပြန်တယ်နောက်နောက်တစ်ယောက်ကတော့တကယ်အခုလက်တလောကန်နေတဲ့ကန်နေသေးဖြစ်တဲ့အာမိုဟာမက်ဆာလာမိုဟာမက်ဆာလာကပြန်နဲ့62ပွဲမှာသူကဂိုးတရပြန်တယ် ဝမ်းမက်ဆန်တို့တည်းတည်းနဲ့62ပွဲပြီးတော့ only only ကအစနေအတွက်ပဲသူတည်း60 160မှာသူတည်းအတွင်းနဲ့ပြီးတော့အဂွားရိုအဂွားရိုစာဂျီအဂွားရိုကတည်းနဲ့68ပွဲမှာသူက9တည်းအတွင်းနဲ့9တည်းအတွင်းပြီးတော့ hurricane hurricane တည်းနဲ့တည်းနဲ့60ပွဲတည်းနဲ့60ပွဲပြီးတော့ lancia တာ lancia တည်းနဲ့24ပွဲအခုလက်တလောအလင်းဟာလန်ကတည်းနဲ့70ပွဲမှာပဲသူကောက်ပြီးတော့သူတွင်းသွားတာ အာအလင်းဟာလန်ကတော့ဆက်တိုက်သူဂိုးတွေကောင်းကောင်းလေးတွင်းမယ်ဆိုတော့ချိန်ပြီးတယ်အဲ့ဒါတော့ဒီသူကနောက်ထပ်ဘာဆန်ဂျင်တွေထပ်ပြီးတော့ဒီရလဲဆိုတော့ဒီပရီးမီယာလိမှာပရီးမီယာလိမှာအာဂိုးတရာပြည်တဲ့35ရောက်မြောက်ကစားသမားဥက္ကဋ္ဌကစားသမားအနေနဲ့လည်းသူစင်ရင်ဝင်လာတာပေါ့အဲ့ဒီစင်ရင်လည်းသူကောက်ပြီးဝင်လာတယ် ီဟာလိုင်းရဲ့ဟာလိုင်းရဲ့ဆန်ကျင်တွေကတော့ဒီစက်တိုက်ကိုပဲတော်တော်လေးကိုမကုံအောင်ပြောရမယ်အနေထားကဟာလိုင်းကတော့တကယ်ကိုရှိကြည့်ဖို့ကောင်းလို့နဲ့ကစားသမားအဲ့ဒီမှာ နောက်ဆုံးနောက်ဆုံးပွဲနောက်ဆုံးပွဲကကြတော့ဒါတော့ဒီပရီးမီယာလီးဂ်ရဲ့ပရီးမီယာလီးဂ်ရဲ့အနေထားပေါ့ပရီးမီယာလီးဂ်နေထားမှာဒီပွဲလည်းပြီးလည်းပြီးသွားတော့ ီကိုလည်းပြီးပြီးတော့နောက်ဆုံးဒီအမှတ်ပေးရက်တင်ဖို့ဇာနေထားမှာကအာမန်ချက်စတီတင်ကဒုတိယနေရာကိုဒုတိယနေရာကိုကောက်ပြီးတော့တက်လာတယ်။ဒုတိယနေရာကိုကောက်ပြီးတော့တက်လာတာကဒီကအခုလက်တလောအာ28မှန်နဲ့အာဆင်နယ်နဲ့သူနှစ်မှတ်ပဲကွာတော့တယ်။အာဆင်နယ်ကတော့ဒီကံရမှာပေါ့။ဒီကံကသူဘရန်ဖို့နဲ့အချိန်နဲ့ပုံစံမျိုးမှာတော့ဘယ်လိုရှိမှန်းမသိဘူး။သူချီချိုလို့မရဘူး။ချီချိုတဲ့ခါကျရင်တော့သိကြတယ်။သူ့နောက်မှာသူ့နောက်မှာစောင့်နေတာကတကယ်ဒီအတွေ့အကြုံရင့်လွန်အားကြီးတဲ့ Manchester City ဆိုတော့သူနည်းနည်းလေး အခုလက်တော့အားလုံးကဒီဝိုင်းပြီးတော့မှတကယ်လက်ချီကောင်းတာလည်းပါပါပဲဝိုင်းပြီးတော့မြင့်တင်လို့နေတဲ့အာဆင်နယ်ကတကယ်ကောင်းလားမကောင်းလားဆိုတော့သူကြရမှာသူတစ်ချက်ချီချော်ပြီးဆိုတော့နောက်ဆုံးသုံးမှတ်အောက်ရောက်ပြီးဆိုရင်တော့အဲ့ဒါသူလုံးဝအခြေအနေမကောင်းတော့ဘူးပြောမယ်အခုလက်တော့ကတော့သူတကယ်လို့မြန်နိုင်ရင်အာငါမှတ်အနေထား quality ပုံစံမျိုးရောက်မယ်ဘယ်လိုပုံစံမျိုးလောက်မလဲဆိုတော့ကြည့်တော့ကြည့်တော့ကြည့်အောင်မယ်အမှား ပြီးတော့အခု Chelsea ရဲ့ Aston Villa ရဲ့ကသူတို့20 20နဲ့၄မှတ်နဲ့ကိုအဆင့်၃နဲ့အဆင့်၄နဲ့မှာသူတို့ဆက်ပြီးတော့သူတို့ရက်တင်ရပါဗောဒီနေ့ကန်တဲ့ပွဲတွေမှာ Everton က Everton ကသူက20မှတ်နဲ့အဆင့်၉နဲ့မှာရှိတယ်အာ Everton အဆင့်၉နဲ့မှာရှိတာဗောအဲ့ဒီကပြီးတော့ Tottenham Hotspur က Tottenham Hotspur အဆက်အာ19မှတ်နဲ့အဆင့်17နဲ့မှာရှိတယ် Newcastle က Newcastle ကလည်းအာအတူတူပဲဟို19မှတ်နဲ့ပဲသူက ဘူပွားချက်ချက်အရာသူကအဆင့်73နေရာမှာရှိတယ်ပြီးတော့ဘုံမောက်ဘုံမောက်တင်းကလည်းအဆင့်19မှတ်နေပဲသူကအဆင့်14နေရာမှာရှိတယ်ဒီအခုကဘာထူကြလဲဆိုတော့ဘာထူကြလဲဆိုတော့အဆင့်အဆင့်14နဲ့အဆင့်14နဲ့အဆင့်3နဲ့အဆင့်14နဲ့အဆင့်3နဲ့ကအမှတ်กว่าချက်ချက်ကအကုန်လုံးစုစုပေါင်း9မှတ်ပဲရှိတယ်9မှတ်က9မှတ်က2ပွဲစားတော့မရှိဘူး2ပွဲစားတော့မရှိသေးတော့ အသင်းတစ်သင်းကနှစ်ပွဲဆက်နိုင်တာပဲဖြစ်ဖြစ်အသင်းတစ်သင်းကနှစ်ပွဲဆက်ရှုံးတာပဲဖြစ်ဖြစ်အချိန်မရအချိန်မရွေးပြောင်းပြန်ပြောင်းသွားနိုင်တယ်ဆိုတော့အချိန်မဒီဒီနှစ်ကတော့ဒီပရီးမီးယားလီဂ်ရဲ့ဒီရမှတ်กว่าဆက်ကြအနေထားမျိုးပါလေတော်တော်လေးကိုကျင်းမြောင်းတယ်ဆိုတော့တကယ်လေးကြည့်လို့ကောင်းပါလေကြည့်လို့ကောင်းပါလေဒီအရင်ကိုသူကြကြဟိုပြက်ကြံနေတာဆိုတော့ဟူတခင်တော့ပဲရှိတယ်။ကျန်တဲ့ပင်ကတော့အကုန်လုံးသူတို့အသက်ရှိပြီတဲ့။တန်းစံတက်ပွဲနေနေလေ။ဒီအပေါ်ပိုင်း ဒီဥရောပဝင်ဝင်အတွက်တွေပေါ့ဟိုလည်းလုံနေရတဲ့အနေအထားမှာအဆင့်၁၄လောက်ကြီးရအကုန်လုံးကအသက်အသက်ရှိတယ်အကုန်လုံးကအသက်ရှိရဆိုတော့ဒီနေ့လူရမယ်နေရတော့တကယ်ကိုအပြန်လူရမယ်အနေအထားလက်တော်အနေအထားကဒီဒါပေါ်စင်15အပီ15ပီရဲ့ဒီရက်လက်အချင်းတွေပေါ့အာအလင်းဟလန်ကတော့ဒီ15ကိုနဲ့သူထိတ်ဆုံးပါပဲသူဥဆောင်နေတယ်ဒီလိုမှဥဆောင်နေသူ့ရဲ့နံပါတ်2မှာရှိတာကဒီဂေါတီယာကိုပါအခုသူက ်19နဲ့19နဲ့ဒုတိယနေရာပေါ့19နဲ့ဒုတိယနေရာအဲ့ဒီဒီပွဲလည်းပြီးလည်းပြီးရောဒါကတော့ပရီးမီယာလိပရီးမီယာလိပွဲစဉ်ပြီးသွားတာပေါ့အဲစပိန်လိုက်ဒီကမှာကြတော့သူတို့ဘာစီလိုနာနဲ့အက်တလီကိုမက်ဒရစ်ကန်နဲ့ဘာစီလိုနာကစပိန်လိုက်ဒီကမှာသူကဦးဆောင်နေတာဦးဆောင်နေတာသူက30နဲ့35မိနစ်တော့ဦးဆောင်နေတာအဲအက်တလီကိုမက်ဒရစ်ကအဆင့်ဒီမှာဒီကအဆင့်ဒီနေရာမှာရှိတာသူတို့နှစ်ပင်တွေ့တာသူတို့နှစ်ပင်တွေ့တော့อืมပွဲဟာတော့ပွဲဟာတော့ပွဲကောင်းမယ် ဘာစီလိုနာတော့ထုံးစံတိုင်းမယ်သူကပို့ပြီးတော့မှချေတာတာပေါ့သူကောင်းကောင်းလေးအဲ့ pressing ကစားမယ်အဲ့ pressing ကစားမယ်သူဘုံပတ်နိုင်မှုအသာမျိုးနဲ့ကောင်းကောင်းလေးကစားမယ်ဆိုတော့ဒီပွဲမှာဘယ်သူပြန်ပါလာလဲဆိုတော့ Denny Omo ပြန်ပါလာတယ်ပြီးတော့ Rafinha လည်းပြန်ပါလာတယ် Denny Omo ပြန်ပါ Rafinha ပြန်ပါပြီးပတ်ဒီပြန်ပါလာတယ်သူတို့အားတွေကလည်းတော်တော်လေးကိုအကောင်းနဲ့ပြီးတော့လာမဲရမယ်လာမဲရမယ်ဖာရန်တော်ရာအမီလူပါပီယန်လီမိုဒိုစတီ လွန်ဒော့စ်ကီပြီးတော့ကုညာအာလွန်ဒော့စ်ကီပြီးတော့ကုညာအဲ့သူတို့သူတို့တွေနဲ့တကယ်လူဆုံးတက်ဆောင်နေတာပုံစံမျိုးပဲသူတို့ချာတယ်အဲ့တိုင်းမဲ့ဒီအဒရိုမက်ထရစ်ကလည်းတကယ်လူဆုံးမဲ့သူတို့လည်းလူဆုံးမဲ့ချာတာအဲ့ဒီအနေထားမှာပွဲမှာဆက်ဆက်ချင်းကိုးစားရတာကအဒရိုမက်ထရစ်ဆက်ပြီးတော့ကိုးရတာအဲ့ဒါမဲ့ကိုးရတဲ့အနေထားမှာဒီစစ်ကြက်ထိုင်ကတော့ပြီးတော့မှဒီထောင်လာတာနဲ့ကိုဒီကိုးသွင်းတဲ့ LS ကသူဟိုကသူ အောင်ဝဲတော့သူမခံသေးဘူးအောင်မခံမနဲ့သူဘယ်လိုပြောမလဲဂိုးမရောက်ဘူးအနေထားပုံလည်းကြည့်မယ်နောက်ပိုင်းဒီယာနဲ့ပြန်ကြည့်တဲ့ခါကျမှတခါတော့ဂိုးပြေးလိုက်တယ်အဲ့ဒီ feeling ကလည်းငါကိုအရင် feeling နဲ့ဆိုရင်တော့တော်တော်လေးကိုအာဂိုးသွင်းပြီးတဲ့နောက်ချက်ချင်းအောင်ဝဲမခံတဲ့ feeling ကတော်တော်လေးကိုညော့သွားတဲ့ပုံစံမျိုးပဲအဲ့ဒါကလည်းဂိုးသွင်းပြီးရတာတော့မှဒီဒီယာကြည့်အောင်ကြည့်ပြီးတော့မှဟုတ်ပြီဆိုတဲ့ခါကျမှအောင်မခံရတာအဲ့ဒါကြီးကတော့မမိုက်ပါဘူးငါကိုပုံစံမျိုးတွေတည်းဆိုင် နောက်ရှိသေးတယ်ကိုသွင်းပြီးတော့အောင်ပွဲခံပြီးတဲ့ခါကျမှဒီအားနဲ့ကိုပြန်ပြီးတော့ပယ်ဖြတ်လိုက်ပြီးတဲ့အဲ့ဒီ feeling လည်းတော်တော်လေးဆိုးတဲ့ feeling အဲ့ဒါခုနက feeling ထက်ပိုဆိုးတာပေါ့ခုနခုနတော့မှအာကိုသွင်းပြီးသွားပြီသူတို့စစ်ကြထိုင်ရမယ်ဖြစ်ဖြစ်ကိုနဲ့တိုင်ဖြစ်ဖြစ်ရဲ့သူတို့ဝီစီမှုတ်ပြီးတော့မှတခါလဲမကိုသေးပါဘူး VR ပြန်ကြည့်ပါအောင်မယ်ဆိုတဲ့အနေထားပုံစံမျိုးလေးอ่ะသူရင်ခုံရင်ခုံပြီးတော့စောင့်နေရတယ်ကိုကိုလည်းကိုးနိုင်တာဟုတ် ိုးသွင်းပြီးတော့အောင်ဝက်ခံပြီးမှမကူဆိုတော့အဲ့ဒီဟာအရင် feeling နဲ့အဒီကပေါ်ပြီးတဲ့အချိန်မှာအရင် feeling နဲ့ပွာသွားတဲ့အနေထားပုံစံမျိုးပေါ့အဲ့မှာဆက်လိုက်ရင်အဲ့ဒီဥဆောင်ဂိုးကိုဟိုအတရမက်ထရစ်ကကောက်ပြီးတော့တွင်းလဲတွင်းလိုက်တော့နောက်ပိုင်းနောက်ပိုင်းကျတော့အဲ့ဒီဘာစီလိုနာကသူတို့ဒီပထမပိုင်းမှာပဲရာဖီညာရာဖီညာကတော့တော်တော်လေးကိုကောင်းနေပြောမယ်ရာဖီညာကသူ့ကိုသူ့ကိုချိုးပစ်လိုက်တဲ့ဟာကို ့ချိုးပြလိုက်တဲ့ဟာကိုသူတို့ခါတယ်။ပတ်ဒီလောက်ပြတဲ့ဟာကိုဘုဒ္ဓမနဲ့တယောက်ချင်းကြုံတယ်။ဘုဒ္ဓမတယောက်ချင်းကြုံတော့သူကံမလို့တော့ဖိတ်လိုက်တယ်။ကဖိတ်လိုက်တယ်ဆိုတော့ body fighter တခုပဲ။ဘယ်ဘောလုံးကတော့ဒီမှာတော့အောင်။ body fighter ဘုဒ္ဓမကြောင်သွားတဲ့မှာဒီဒီဘက်ချံကိုညာဘက်ကိုဆွဲထုတ်ပြီးတော့သူကံသွားတာ။အဲ့ဒါအဲ့ဒီကံသွားတဲ့အနေထားမှာကဘယ်ဟာကိုတတိယလဲဆိုတော့တကယ်အာရိုနယ်ဒိုပြောတဲ့စကားကိုတတိယနဲ့ရိုနယ်ဒိုကတကယ်ရိုနယ်ဒိုနာဇီယိုသူက ာဘရာဇီးကစားသမားသူကတကယ်ကိုအရန်ကိုသူလူကြီးလို့ခေါ်တာသူကဘယ်လိုပြောလဲဆိုတော့မင်းတို့တွေတဲ့ဘုရားမနဲ့တယောက်ချင်းကြုံနေခိုက်တယ်မင်းတို့တွေချက်ကိုမကြောက်နဲ့တဲ့ဘုသမားကလည်းအဲ့လိုမျိုးကြုံလို့မင်းတို့တစ်ချက်လောက် body frame တွေတစ်ချက်ပြရတာနဲ့သူကဟန်ချက်ပြတ်သွားပြီအဲ့ချာမင်းတို့ကဘိုးတခါလဲဆွဲပြီးတော့အေးအေးဆေးဆေးတွင်းယုံမယ်တဲ့သူကတော့အာသူကတော့သူ့ရဲ့ဟိုပြန်ပြီးတော့မှသူကတခေးနေနဲ့ဥက္ကဋ္ဌနေနဲ့ဘိုးသူ့ကစားသမားတွေသူကဟိုပြောပြနေတာပေါ့ဒါပေမဲ့ အခုရှိတာကြတော့သူကဟိုကလေသူကဆရာကြီးလေသူဆရာကြီးမှတုံတန်ရောတုံတန်မဟုတ်ဘူးသူ့လောက်အသက်ယူရနေလုတ်ပြထားတာဆိုလို့အခုချိန်ဒီကမ္ဘာပေါ်မှာတယောက်မှတော့မပေါ်သေးဘူးတယောက်ကိုကောင်းကောင်းအားကြီးတာပြီးတော့သူကဘိုးသမားတွေကိုလိန်ခောက်ပြီးတော့တွင်းတဲ့နေရာမှာလဲသူကအများဆုံးမှာသူအဲ့ဒီနေရာမှာတော့တော်တော်လေးကျွမ်းကျင်လာအမ်မနေ့ကအဲ့ဒီတွင်းသွားတာသူဖညာတွင်းတဲ့ပုံစံနဲ့အဲ့ဒီဒိုဒိုကြီးဖိန်သွားတဲ့အနေထားကိုပြန်ပြောင်းမှသတိတောင်ရတယ်အဲ့ဒီရဖညာသူ့အမှောက်ပြီးတော့တွင်းသွားအောင် ။အပညာကောက်သွားပြီးလည်းပြီးတော့အာဒင်းနီအိုမိုဒင်းနီအိုမိုသူအပနီရီယာထဲမှာဟိုဘက်ချမ်းကဒီရိုက်ချလို့အမအာဟိုကပြေးတယ်ဒီပနီဒီပြေးတယ်ဒီပနီပြေးတဲ့ဟာကိုအာအော့ဘလက်ပေါ့အော့ဘလက်ခန်းနာဒီယွန်ဒိုစကီကန်နာယွန်ဒိုစကီလည်းအခုနောက်ပိုင်းပနီဒီလွဲတာနည်းနည်းတော့များနေပြီပြောရမှာတယ်ဒီကြမ်းမှာသူ့ကိုမှတ်မိရဆိုရင်ပနီလွဲတာ နှလုံးတော့စိတ်မကြသေးဘူးသတိထားမိနေတာဒီပွဲမှာလည်းအပေါ်တခါလဲထောင်ကန်သွားတယ်အပေါ်ထောင်ကန်သွားအဲ့ဒီမှာနဲ့အဲ့နေတယ်ကိုသူတို့ကဟိုမှာဖြစ်တော့သူကိုမရဘူးပထမပိုင်းပြီးမှသူတို့တကူတကူအနေထားပုံစံမျိုးပဲဒီဒုတိယပိုင်းမှာကျတော့ဒုတိယပိုင်းမှာကျတော့အဲ့ဒီဒန်နီအော်မိုအမ်ဆက်ဆက်ချင်းလီယွန်ဒော့စကီကိုပနယ်တီဖန်ပေးတာဒန်နီလုံးဖန်ပေးတယ်အခုဒန်နီအော်မိုကျတော့လီယွန်ဒော့စကီပဲဖန်ဖန်ပြီးတယ်ပဲပြောမှာပဲအဲ့ဒီလီယွန်ဒော့စကီ လောက်ပြီးတဲ့ဟာကနေမှဒေနီယိုမွားသူပေါက်ပြီးတော့ဘိုးသွင်းသွားတယ်ဘိုးသွင်းသွားတယ်အဲ့ဒါမဲ့ကန်တဲ့နေထားမှာတော့ဒီဘတ်စလိုနာပဲပါနေတာပေါ့ဘတ်စလိုနာပါနေနောက်ဆုံးဒီအချက်မူကြမှာအချက်မူကြမှာပြန်ပြီးတော့မှအဲ့ဒီဖာရန်ဖာရန်တိုရက်ကကောက်ပြီးတော့တွင်းဖာရန်တိုရက်ဖာရန်တိုရက်ကောက်ပြီးတော့တွင်းနေဆိုတဲ့အနေထားမှာလဲသူ့ကို သူ့ကိုဘယ်ဒီကဘယ်ဒီကသူ့ကိုကောက်ပြီးတော့ပြေးတယ်ဘယ်ဒီကကောက်ပြီးရဆိုတာတခါတည်းသူတို့ရဲ့ဘေတောင်မန်းနေကောက်ပြီးတော့ပြေးတယ်ဘေတောင်မန်းနေကောက်ပြီးတဲ့အချိန်မှာသူကလွတ်ထွက်ပြီးတော့ကောက်ပြီးတာဘုဒ္ဓမားနဲ့ဒီဖနက်တော်တဲ့နဲ့တယောက်ချင်းကြုံနေတယောက်ချင်းအနိကက်ကြုံတာတယောက်ချင်းအနိကက်ကြုံတာကိုများတော့အဖြစ်တခါတည်းပဲကန်ကြမှာပေါ့အဲ့ဒီကန်နေမှာသူကကန်ခွင့်မတားလိုက်တော့တစ်ချက်တော့သူကထိမ့်လိုက်တယ်ထိမ့်ပြီးတော့မှဒီဘုဒ္ဓမားရဲ့ညာဘက်ခြံကိုသူပြဲဟိုကပြောလာကန်ထဲ့သွားတာအဲ့ဒီဟာကလည်း နည်းနည်းလीတော့ဟိုပုံမှန်နဲ့မဟုတ်တဲ့ဆိုတဲ့အနေထားအနိကက်ဆိုပြီးအနိကက်ဆိုတဲ့အခါကျရင်တုံတန်နဲ့ကဘယ်သူမှဟိုမထိန်တော့ဘူးဒါလိုက်ပဲဝုန်းတိုင်းကိုကန်ကြရတယ်ဆိုတဲ့အနေထားမှာဒီနေ့သူထိန်သွားတဲ့ပုံစံမျိုးလည်းကောင်းတယ်အမှပောက်ပြီးတော့မှဘာစီလိုနာကပွဲပြီးတော့သူတုံကိုတကုန်းနဲ့ကောင်းနေသွားတယ်အဲဒီတော့မက်ဒရစ်ကတော့ဟိုအကျက်ဆက်ကြီးနဲ့တိုးတဲ့အချိန်မှာသူကောင်းကောင်းလေးခြေစမကောင်းသေးဘူးဆိုတဲ့အနေထားကိုပြသွားတာပေါ့ဘာစီလိုနာက ဟိုအနိုင်ကောင်းကောင်းခိုက်ကြပါလေဘာစလိုနာနိုင်နေနိုင်ရောအခုဗီမက်ထစ်ကိုတပွဲရော့အနေထားပုံနဲ့မျိုးနဲ့ဘယ်နှမဖြတ်သွားကြတယ်ဒီလေးမဖြတ်သွားဘူးအခုလည်းတော့သူက38မှတ်ရနေတယ်ဗီမက်ထစ်ကတော့33မှတ်ပြီးတော့အဲ့ဒီမက်ထစ်ကတော့31မှတ်နဲ့သူကျန်နေတာပေါ့ဒီထိတ်ဆုံးဥဆောင်တဲ့ဘာစလိုနာနဲ့ဆိုရင်သူ6မှတ်กว่าပါပြီ6ကွာပါပြီနောက်ထပ်လာမယ့်ပွဲတွေကတော့ထပ်ပြီးကြည့်အောင်ပါပေါ့အဲ့ဒီမှာအခုဒါကစပိန်လာလီဂါပွဲစဉ် 55ပွဲစဉ်အစအနေထားပုံစံမျိုးပေါ့အဲ့ဒီဟာအာဒီပွဲတွေကတော့ကောင်းပါမင်းတို့ပြန်လို့ပို့တော့မှပို့တော့မှပွဲဒီပွဲကောင်းနေပို့များအောင်မှအခုဒီနေ့ညမှာဆိုရင်လည်းဒီပရီးမီးယားလီဂ်မှာအာဆင်နယ်နဲ့ဘရန်ဖို့နဲ့အာဆင်နယ်ဘရန်ဖို့ကအာဆင်နယ်ကနိုင်မောက်ကိုသူ့အတွက်ချင်းနေကောင်းပါမနိုင်လို့ဆိုရင်သူ့အတွက်ကိုသူအဒီတာတိတ်ပြီးတော့မလွယ်တော့ဘူးဟို မက်ဆီပြီကနိုင်ပြီးတော့မှသူကအောင်းငွန်လေးဖိအားပေးထားပြီးဆိုတော့နှမတ်ကွန်နဲ့ဖိအားပေးထားဆိုတော့ဘရိုက်တန်နဲ့အစွန်ဘီလာအစွန်ဘီလာကလည်းဆက်ပိုက်အနိုင်နဲ့ကိုသူအဆင့်၄နေရာမှာဒီအောင်းငွန်လေးရက်ကြည့်နေပြီးဆိုတော့အဘရိုက်တန်ကွန်ဆိုတော့တကယ်ပွဲရတော့ကြည့်ကောင်းပါရတန်နေထားတိုင်းဆိုရင်တော့အစွန်ဘီလာပဲစားမယ်ဆိုတဲ့ပုံစံမျိုးပြီးဘန်နေနဲ့ခရစ်စတယ်လေးဘန်နေနဲ့ခရစ်စတယ်လေးကခရစ်စတယ်လေးကသူရှုံးတာသူတို့နှစ်သင်းလုံးရှုံးသမား နှစ်ပင်တော့သူတို့ပြန်တွေ့တာပေါ့အနေထားပုံစံမျိုးအာအခုပြန်တက်ပင်နေတယ်မှာဘလီနဲ့ဘလီနဲ့ဒီနိုင်ကြတာနည်းနည်းလေးအားနေနေတယ်ဆိုပုံစံမျိုးသူတို့ဒီကောင်းကောင်းလေးရုံပြနိုင်မှာဆိုတော့ကြည့်လို့ကြည့်ရမယ်ဝုနဲ့ညော့တန်ဖော်ရက်ဝုကတန်ဆင်မိုကတော်တော်လေးရန်တော့တော်တော်များသွားပြီဒီကြားထဲမှာမှသူပြန်ပြီးတော့မလုလနိုင်ဘူးဆိုတော့သူကတော့လုံးဝဆုံးဆုံးမြုပ်ပြီးပြောရမယ်အခုမှသူနိုင်ပွဲတစ်ပွဲမှမရှိဘူးနဲ့ဒီပွဲနှစ်ပွဲပဲရှိသေးတယ်ဆိုတော့ညော့တန်ဖော်ရက်ကိုလွယ်ပါမလား ပွဲရတော့အဲပုံမှန်သိချင်းတော့တော်ရက်ပဲတာမှာပေါ့သူတို့တကယ်ကိုတစ်ခုခုဆွမ်းဆောင်ပြနိုင်လို့အကြီးမှပဲဘူပါအချင်းလေးကောင်းမှာဒီ United နဲ့ Chelsea United နဲ့ Chelsea ကတော့อืมဒီ Chelsea ရဲ့ power ဘယ်လောက်ရှိလဲဆိုတာကိုသူလုံးဝငြင်းနေပြီလားအသင်းကြီးတစ်သင်းအနေနဲ့လူငယ်အသင်းလေးအာလူငယ်အသင်းလေးဖွဲ့စည်းတာလည်းအသင်းတစ်သင်းအနေနဲ့လုံးဝပြင်းနေတဲ့ခြေစံပြပြီလားဆိုတာကို အဲ့တော့ကြည့်ရမှာပေါ့ပြီးတော့ဒီဘောကနဲ့ဆန်ဒန်ကအပွဲရတဲ့ကတကယ်ပွဲကောင်းဖြစ်မှာကျင်းပေးတယ်ဆန်ဒန်လန်ကတကယ်အသိကောင်းဆိုတော့ဒီဒါပေမဲ့အဖီကွင်းမှာကြတော့လွယ်ပါမလားဆိုတော့မိကွန်းလည်းရှိတယ်နောက်တစ်ခုကအဖီကွင်းကလည်းလက်တော့သူဂိုးလှူပေးနေတာများနေတာဆိုတော့အနေထားပုံစံမျိုးကလည်းကြည့်တယ်ကြည့်ရမယ်နောက်ဆုံးဒါတော့နောက်ရက်ကံပဲပွဲပေါ့နောက်တစ်ရက်မှာကြတော့အဲ့ဒီ Manchester United နဲ့ Watford နဲ့က တပွဲတည်းရှိတယ်လေအဲ့ဒီပွဲကအဲ့ဒီပွဲကလည်းအဲတိကျတာခေါ်တော့ဆက်တိုက်အဲပွဲစဉ်တွေတခါလည်းမပြတ်တော့ဘူးပေါ့အဲ့ပွဲတွေကြီးရမယ်အဲ့ပွဲကြီးပြီးတော့ခါကြရင်တော့အဲ့ပဲကြီးတော့ကောင်းကောင်းလေးလိုက်ပြီးတော့ဒီဆွေးနွေးကြတာပေါ့လိုက်ပြီးခံစားကြည့်ပြီးတော့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်